ရှင်သန်တိုးတက်ဖို့အတွက်အလိုက်အသင့်ပြောင်းလဲနိုင်စွာအင်တန်ရည်ကြီးပါတယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်တို့လမ်းထိပ်မှာစိုက်ကားဆရာတယောက်ရှိတယ်။ဒါ तू ကဒီစိုက်ကားနဲ့ तू နင်းလာတာ။ဒီ तू အတမွေးညောင်းလောက်လာတာကြာပြီပေါ့နော်။သူများတွေပကွင်းချင်းမှာကျွန်တော်တို့ဒီစိုက်ကားနဲ့ပြီးတော့တုတ်တုတ်ဆက်တက်တဲ့စိုက်ကဲအတွဲပေါ့နော်။ပြောင်းနိုင်တယ်။ तू ကအခုရတိရှင်းနေနင်းတော့ပေါ့နော်။ရှင်းနေနင်းတော့ပေါ့ဆိုတော့ तू တရက်တရက်ဘာဖြစ်လာလဲဆိုတော့ तू ဖောက်ရရဖို့ခက်တယ်။ तू စိုက်ကားကို လာစီးမဲ့လူอ่ะတဖြည်းဖြည်းရှားလာတယ်သူရှားတာခက်တယ်ပေါ့နော်ဟိုကျွန်တော်တို့လူတွေစိတ်ထဲမှာလည်းရှိတယ်ကျွန်တော်တို့ကဒီဆက်နဲ့တက်ပြီးတော့မြန်မာဆန်ဆန်မောင်းတာနဲ့ဒီတအီနဲ့နင်းတာနဲ့ဆိုင်ဆက်တက်ရင်ပို့ပြီးသဘောကျကြတယ်ပေါ့နောက်တစ်ခုကဒီလူကိုယ်တိုင်းနင်းတဲ့အတွက်ဒီအသက်ကြီးတဲ့လူတယောက်ကလူကိုယ်တိုင်းနင်းတဲ့အတွက်ကျွန်တော်အားတော့အားနာနဲ့ဖြစ်တတ်တယ်ဆိုတော့ခုနစိုက်ကားဆရာကြီးကသူကတရက်တရက်သူသူစိုက်ကားကိုစီးမဲ့သူရှားတာတော်တော်လေးခက်လာတယ်ပေါ့နော်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ အချိန်ကြာလာတာနဲ့အမျှအပြောင်းလဲတွေဖြစ်လာတယ်ကျွန်တော်လူတွေကသူ့ဘာသာသူပြောင်းလဲလာတာရှိတယ်တခါတည်းကကျွန်တော်လူတွေကလိုက်ပြီးပြောင်းလဲလာတာရှိတယ်နောက်နမူနာတစ်ခုကပါလဲဆိုတော့ကျွန်တော်အတိအမတယောက်ရှိတယ်သူက site site အလုပ်လုပ်တာ site site တဲ့အလုပ်လုပ်တာအိုးအရင်ကသူဆယ်စုနှစ်တွေကြာလာပြီသူအလုပ်တွေစဝင်နေသူ site တဲ့အလုပ်လုပ်လာတာဒီနောက်ပိုင်းမှာသူခဏခဏလာကြည့်တယ်သူအလုပ်လို့လို့ဘာဖဟိုအလုပ်တစ်ခုလောက်ပေးပါလားတော့ တော့ဘာလို့လို့ကောင်းမလဲပေါ့နော်။ဒါသူလာလာညီးလာလာညီးတဲ့အချိန်မှာကျွန်တော်ပြောတယ်ဟိုတခြားဖယ်လှုပ်လေးတွေကြောင်းလို့ကြည်ပါလား။ဒါမျိုးပြောလို့ရှင်သူကငါဒါပဲလှုပ်တတ်တာ။ငါတခြားလှုပ်ဖို့ခက်တယ်အစတည်းကသူပြောတယ်ပေါ့နော်။အခုတည်းကလည်းသူကလာလာညီးနေတော့။ဆိုတော့ကျွန်တော်ကဘာကြီးကအချိန်နဲ့မြပြောင်းနေတယ်။ဒီနေ့ခေတ်မှာကျွန်တော်တို့နှီးပညာပြောင်းလဲဖြစ်လာခြင်းမပိုသေးတာ။ကျွန်တော်တို့ဒီတစ်နှစ်တစ်နှစ်မဟုတ်တလားတလားမဟုတ်ကျွန်တော်တို့ကဒီတည့်ရက်တည့်ရက်နောက်တချို့ဆိုနိုင်နဲ့အမျှကျွန်တော်တို့က မိနစ်နဲ့မြောက်ကျွန်တော်တို့အပြောင်းလဲတွေဖြစ်နေတာရှိတယ်ပေါ့နော်။မပြောင်းလဲတဲ့အရာတစ်ခုပဲရှိတယ်။ဒါပါလဲဆိုတော့ပြောင်းလဲခြင်းပဲတဲ့။ကျွန်တော်တို့အဲ့ဒါပါလဲမပြောင်းလဲတာမရှိအများတန်းပြောင်းတယ်။အများတန်းပြောင်းတယ်ဆိုတော့အပြောင်းလဲတစ်ခုဒီ change တစ်ခုဖြစ်ပြီဆိုတာ ਨੇ ကျွန်တော်တို့စံခုံမှုတွေလည်းပါတယ်။နောက်တစ်ဖက်မှာကျွန်တော်တို့ဒီအခွင့်အလမ်းတွေပေါ့နော် opportunity တွေလည်းပါတယ်။ဆိုတော့ဒီကျွန်တော်ဒီအပြောင်းလဲတွေချောင်းမှာရှင်းသာနိုင်ဖို့ဆိုရင် quality life ပါစီမံနိုင်ဖို့လို့အရေးကြီးတယ်။ကျွန်တော်အလိုက်တင်ပြောင်းလဲနိုင်ဆိုတာဒါ adaptability ခေါ်တာပေါ့နော် lighting ပြောင်းလဲနိုင်စွာအရေးကြီးတယ်ကိုကဒီ professional အနေနဲ့ပဲရက်တည်ရက်တည်ကိုယ်ပိုင်စီးပွားရေးအနေနဲ့ပဲရက်တည်ရက်တည်ပေါ့နော်ကျွန်တော်တို့ဒီအပြောင်းလဲချာမှာရှင်းသားနိုင်ဖို့ဆိုကိုယ်လည်း lighting လိုက်ပြီးတော့ပြောင်းနိုင်ဖို့လိုတယ်မပြောင်းနိုင်ရင်ဆိုလို့ရှိရင်ကျွန်တော်တို့ရက်တည်ဖို့အင်မတ်ခတ်တယ်တချို့လုပ်ငန်းတွေကြာရှုံးကုန်တယ်ဒါတော့ကျွန်တော်တို့ဟိုကမ္ဘာအပြောင်းလဲတွေနဲ့ကြည့်မယ်ဆိုရင်တော့တချို့မျိုးစိတ်တွေပြတ်သုံးကုန်တာရှိတယ်ပေါ့ဒီဒီလိုပဲကျွန်တော်တို့တစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့ဒီ professional ရက်တည်တဲ့နော်အတမွေးရောက်ကိစ္စတွေ ။နောက်ကျွန်တော်တို့ဒီစီးပွားလုပ်ငန်းနဲ့ပတ်သက်တာဒါလည်းကျွန်တော်တို့လိုက်မပြောင်းလို့မရအောင်။ဒီလိုပဲဓာတ်ပုံဆရာတယောက်အရင်ကကျွန်တော်တို့ဓာတ်ပုံဆရာလုပ်ပြီဆိုရင်ဒါဆရာပဲ။ဘေးနားမှာကောင်မလေးတွေဝိုင်းဝိုင်းလဲပြီးတော့ဆရာဆရာနဲ့အဲသူစီကောင်းဝဲရက်တီလို့ရတယ်ဗော။ဒါဒီဘက်ကမှကျွန်တော်တို့ဓာတ်ပုံရိုက်တယ်ဆိုရင်လူတိုင်းဓာတ်ပုံရိုက်တယ်လားတဲ့။အဲ့တော့ကိုကတော်တော် professional ကြကြသူများတဲ့ထူပြီးလုပ်နိုင်မှကျွန်တော်ရက်တီလို့ရလာတယ်။ဒီလိုပဲကျွန်တော်တို့က ကိုယ်ပိုင်စီးပွားရေးလုပ်မယ် investment တွေလုပ်မယ်ဆိုရင်လည်းလိုက်ပြီးတော့ပြောင်းလဲနိုင်ဖို့လိုတယ်အရင်တော့ပုံစံနေနဲ့ကျွန်တော်လုပ်လို့မရအောင်ထားပါတော့ကျွန်တော်တို့ဒီ marketing လုပ်တယ်အရင်တော့လို့ပဲကျွန်တော်တို့ကဒီလုပ်နေတဲ့ပုံစံနဲ့လုပ်လို့မရအောင်ဒီဘက်မှာ digital marketing ခင်းနေညီကျွန်တော်တို့ online နေပြီးတော့ marketing လုပ်တဲ့ပုံစံနဲ့ကျွန်တော်တို့လှုပ်တက်ဖို့လိုတာအရောင်းအရောင်းဆိုစေးဆိုလည်းဒီတိုင်းပဲအရင်တော့ပုံစံနဲ့ကျွန်တော်တို့ရောင်းလို့လို့မရအောင်ပုံစံတွေပြောင်းလဲလာတယ်ပေါ့ဒီလိုပဲကျွန်တော်တို့ company စီးတွေထုတ်တယ်အရင်တော့ပုံစံနဲ့အခုပုံစံနဲ့လူတွေရဲ့အကြိုက်တွေကျွန်တော်တို့ထားတယ်ကွာ ါတွေကအပြောင်းလဲတွေဖြစ်လာတဲ့အချိန်မှာကိုယ်လည်း live ပါပြောင်းလဲနိုင်ဖို့တို့တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကိုယ့်ရဲ့နေစဉ်ဘဝနေထိုင်ဖို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလောက်ကန်အခွင့်အမ်းတော့ပဲဖြစ်ဖြစ်နောက်ကိုယ့်ရဲ့စီးပွားရေးတို့ဂျင်းနီမြုံနှံမှုတို့အတွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီအပြောင်းလဲတွေရှားမှာတိုးတက်ဖို့နောက်အနည်းဆုံးတော့ကျွန်တော်ရှင်သန်ရပ်တည်နိုင်ဖို့ဆိုရင် adaptability ကျွန်တော်အလိုက်တင်ပြောင်းလဲနိုင်ဖို့အင်တန်ရည်ကြည်ပါတယ်ပရိုတိုက်ငွေချင်းတဲ့စီးပွားဆိုင်ဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်ကြတဲ့ဆိုတော့ Channel 里，的家伙，阿不下是这么。